အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ယနေ့ဖတ်ပြပေးမှာကတော့ဆရာဝင်းဖေဤဝိထုတို့များတဲ့မှာဖျောင်းနိုင်ညဆိုတဲ့ဝိထုတို့လေးပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ခံစားပေးကြပါဦးခင်ဗျာဖျောင်းနိုင်ညစွန့်အင်ပြတ်တောက်သွားလို့အလုတ်ရက်ထားကြရတယ်ဗန်ဂါရီရက်လေးရက်တွေလည်းရက်ခဏနေတော့အခန်းထဲမှာတိတ်ပူအိုက်လာတယ် အဲ့ဒီတော့တကားတွေအကုန်ဖွင့်ရပြီးမှောင်စပြိုးပြီးအခန်းထဲမှာဒီအတိုင်းဆက်ထိုင်နေကြလို့မဖြစ်တော့ဘူးဖျောင်းနိုင်တွေထွန်းရရတယ်အပြင်ကချင်းတွေဝင်လာတယ်တကားတွေပိတ်တော့လေမဝင် လေဝင်အောင်တကားတွေဖွင့်တော့လေဝင်တာကတော်တော်ရဲ့ချင်းတွေဝင်လာတာက ပိုများတယ်များတော့ဘာဖြစ်လဲတစ်ဖြက်ဖြက်နဲ့ရိုက်ကြပေါ့ဒါလုံနေကြပဲ UIB ချိန်ကိုက်နေတဲ့အချိန်မှာအပြင်းပြေထွေရာ၄ပါးလျှောက်ပြောကြဖို့တောင်တော်တော်ခက်တယ်။ဒါပေမဲ့တခြားလှုပ်ရှားမှမရှိပဲ။တယောက်တစ်ပေါက်လျှောက်ပြောကြတာပါပဲ။အစိုးရညီမနှစ်ယောက်ကလွဲလို့အခန်းထဲမှာအားလုံးယောက်ျားကြီးပဲ။မိန်းကလေးတွေရှိမှယောက်ျားတွေဟာအနည်းနဲ့အများကြီးစရာကောင်းတယ်။တခုတော့ရှိတယ်။မိန်းကလေးအုပ်စုထဲမှာယောက်ျားတယောက်နှစ်ယောက်ဆွေမတော်မျိုးမဆက်ရှိနေရင်လည်းဒီလိုပါပဲ။ coffee mist တွေတော့ပါတယ်တောက်ကြမလားအစိုးရညီမကမိမသားများပြီးပြီးကျွေးကျင်မွေးကျင်ကြတယ်ဟာတိတ်ကောင်းတာဗောဗျာသမင်းကလည်းတော်တော်နဲ့လာဖို့မကုန်ဘူးအားလုံးကန့်ကွက်သူမရှိထောက်ခံကြတာပါပဲဒါပေမဲ့ရင်နွေးတည်ဖို့မီးမလားဟုတ်သားပဲမီးမလားလို့ထိုင်နေကြရတဲ့ဟာကိုစတူဒီယိုပိုင်ရှင်ကိုတော်မီတို့အိမ်ကကက်ရက်ပဲ ရင်နွေးသွားတောင်းရင်တော့ရနိုင်ပါရဲ့ဒါပေမဲ့အားနာစရာကြီးနေပါစီတော့ကိုတော်မီချစ်ချစ်မတုတ်တုတ်ကလည်းအပြင်းသွားနေတယ်မဟုတ်လားခဏနေတော့ရေချိုးကန်းလေးကကိုတန်းခင်ဦးကြောင်ကြောင်နဲ့ထွက်လာတယ်ရေချိုးနေရဗျာဆက်ပြလဲတိုက်ပြီးရရေတိုင်ကြီးထဲမှာရေကုန်သွားလို့ဒုက္ခပါပဲဟာတိုင်ကြီးထဲမှာရေကုန်သွားရင်ရေတင်လိုက်လေဗျာရေချိုးကန်းအပေါက်ရဲ့ဘဲဘဲဘေးရခလုတ်ကမော်တာခလုတ်ပဲခမရကလည်းမီးမလာပါဘူးဆိုအော်ဟုတ်သားပဲမေးလို့မေးလို့ လူတွေဟာလျှက်စစ်နဲ့တတော်ကြီးကိုနက်နက်ဆိုင်ဆိုင်ပတ်သက်နေကြပြီကိုဟိုးရှိရှိကများတချင်းဆိုရင်ဆိုလိုက်ရုံပဲနားထောင်ရင်ရင်လဲဆိုတတ်တဲ့လူဆိုခိုင်းလိုက်ဝဲလန်းသဘင်တွေလဲဒီလိုပါပဲလျှက်စစ်တွေဘာတွေမရှိခင်ကပြောပါတယ်ဘူလဲဖြစ်တော့ဖြစ်ပါတယ်ဒါပေမဲ့မဖြစ်တော့ဘူးအတန်တွင်းဟဲအတန်ထုတ်ဟဲအတန်ဖွင့်ဟဲစသဖြင့်ပေါ့လေလျှက်စစ်ကိစ္စနဲ့လောက်ကြရတယ်ဟော လျှက်စစ်မရှိတဲ့အခါမှာလူတွေဟာလေဖြတ်သွားတာလို့လို့တွက်ချပါရဖမ်းသွားတာလို့လို့ခံစားကြရတယ်။တခုတော့ရှိတယ်။လောလောဆယ်ရှေရှေဝေးဝေးတိတ်ခေါင်းရှုပ်ခံနေတယ်။စောက်ဒါပဲ။မိလာတဲ့အခါလှုပ်ရှားရှိတာထလို့စားရရှိတာထစားဒါပဲ။ပြင်းရင်စကားမရှိစကားရှာပြောကြ။ပြောကျင်လဲစာအုပ်ကလေးပါလေးဖတ်နေပေါ့။အော်မေလို့မိမမရှိပဲ လူတွေဟာဖျောင်းနိုင်မီးနဲ့စာမဖတ်တတ်ကြတော့ဘူးမဖတ်မဖြစ်ဖတ်ရမယ်ဆိုမှ မီးရောင်နာတအားကပ်ပြီးစူးစမ်းဖတ်ကြမယ်ဒါပဲဟာရှင်တွေကလည်းပေါ်လိုက်တာကိုဇက်ဘယ်နိုင်လောက်ရှိပြီလဲအခန်းထဲမှာလူတွေအတော်များပင်မဲ့ကိုဇက်တယောက်ပဲလက်ပတ်နာကြီးပါတာတွေ့ကြရရတယ်ကိုဇက်ကသူ့လက်ပတ်နာကြီးကို စတိုင်နဲ့မြှောက်ကြည့်လိုက်တယ်ခုနှစ်နာရီခွဲပြီးတော့2မိနစ်နေအောင် ကိုဇက်ကဖျောင်းနိုင်မီနဲ့ကပ်ပြီးကြည့်တယ်။ဟုတ်တယ်။ခုနှစ်နာရီခွဲပြီးလို့2မိနစ်ရှိပြီ။ဟုတ်ရဲ့လားဗျာ။အာခမရတော်တော်ကြွားကြတဲ့လူပဲ။ကျောင်းနာကြီးကအိုမီဂါ့ဗျာ။နည်းနည်းရမဟုတ်ဘူး။ကိုဇက်တော်တော်ဂျိုကြသွားတယ်။ပြီးတော့သူ့နာကြီးဘလောက်ကောင်းကြောင်းလရင်မောင်းတဲ့ပိုင်လော့တွေမှာတုံးတဲ့အမျိုးအစားဖြစ်ကြောင်းသူဘလို့ဘလို့ရအောင်ဝယ်ခဲ့ရတာဘာညာနဲ့အကြီးအကျယ်ပြောပြတယ်။တိတယ်မဟုတ်လား။ဟိုအစိုးရညီမကလည်းရှိနေတယ်ဆိုတော့ ။အဘာပေါ်မှာအကျော်ကြားဆုံးနာယီတွေထဲမှာအိုမီဂါလည်းထိတ်တန်းကပါတာပဲ။အိုမီဂါကျွညာတွေဆိုအမြဲတမ်းတခန့်တနာပဲဟာ။တကယ်ကဘာကျော်ပုံကိုကြီးတွေတဲကအိုမီဂါကိုမှရွေးချယ်အသုံးပြုနေကြတာတွေကလည်းနဲတာမှမဟုတ်တာ။ကိုဇက်နာယီဆိုဈေးမသေးဘူး။သူပြောတာမှန်တယ်။လေရင်မောင်းတဲ့ပိုင်လော့တွေတုံးတဲ့အမျိုးအစားပဲဒီဇိုင်းကို မြင်ယုံနဲ့တည်တာပါလေဘလောက်ကောင်းအောင်လုပ်ထားတယ်ဆိုတာ ကိုဇက်ဘဝမှာချစ်သူနဲ့လက်ထက်မလားဒီနာယီကိုဝယ်မလားဆိုတဲ့လမ်းဆောင်လမ်းကွာကိုရောက်ခဲ့ဘူးလေဒါလည်းအမှန်ပဲအားလုံးတစုံတစားတော့ကြားဘူးကြတာပဲချစ်သူကိုလည်းမစွန့်ရအောင်နာယီလည်းဝယ်လို့ရအောင် သူဘလို့အကြံအဖန်တွေလုပ်ခဲ့ရတယ်ဆိုတာကိုပြောပြတယ်တဝါးဝါးနဲ့ရည်နေကြရတယ်ချစ်သူနဲ့လက်ထက်ဖို့ငွေလိုတယ်အိုမီဂါဝယ်ဖို့ငွေလိုတယ်လက်ထက်လိုက်ရင်အိုမီဂါမဝယ်နိုင်ဘူးအိုမီဂါဝယ်လိုက်ရင်ချစ်သူနဲ့လက်ထက်ဖို့ငွေမရှိတော့ဘူး ဒါပါပဲပြဿနာကရှင်းရှင်းလေးပါဒီတော့ तू ဘလို့လောက်ရမလဲ तू စဉ်းစားတွေးခေါ်ပုံတွေကိုကတိတ်ကြည့်ရတယ်ဘာပဲပြောပြောနောက်ဆုံးတော့အိုမီဂါကိုအလင်ဝယ်ချလိုက်တယ်နောက်တော့ तू ဘလို့လက်ထပ်ဖို့ကြိုးစားခဲ့ရတယ်လဲအဲ့ဒီအချိန်မှာမီးပြန်လာတယ်အားလုံးကလေးတွေလိုပဲဟေးလို့အော်မိကြတယ်တခန်းလုံးလဲလင်းကျင်းသွားတယ်ဖျောင်းနိုင်မီးတွေကိုမှုတ်ပြကြတကားတွေပြန်ပိတ်ကြ လေအေးဆက်ကိုပြန်ဖွင့်ဖို့လုပ်ကြနဲ့ပြာရာခတ်သွားတယ်။မျူဇီရှင်တွေလည်းအလုပ်ပြန်စားကြတော့မယ်။အတန်ဖန်းတာဝန်ခံလည်းသူ့အခန်းထဲသူပြန်ဝင်သွားပြီ။ဖြက်ကနေမီးပြန်ပြက်။အားလုံးတပြိုင်နက်မကျေနပ်တန်တွေထွက်လာကြပြန်လေ။ခေါင်းနိုင်တွေပြန်ထွန်းတကားတွေပြန်ဖွင့်ကိုယ့်နေရာကိုပြန်ထိုင်ကြ။ကိုယ်ဆက်ရဲ့အိုမီဂါအကြောင်းပြန်စားဖို့ကြိုးစားနေကြတော့မန္တလေးကအဆိုတော်ကိုဖြိုးကြီးရောက်လာတယ်။ဟန်ကြတာပဲ။ ိုဖြိုးကြီးကလည်းနာယီအကောင်းစားတွေအကြောင်းကောင်းကောင်းသိတဲ့ပုံကိုပဲကိုဖြိုးကြီးကကိုဇက်ရဲ့အိုမီဂါကိုအစကတည်းကသတိပြုမိနေပြီးသားပါတဲ့။ကိုဇက်ပြောတာတွေအကုန်မှန်ကြောင်းထောက်ခံပါတယ်။ဒီတော့ကိုဖြိုးကြီးရဲ့လက်ကနာယီကိုသတိပြုမိကြတယ်။ကိုဖြိုးကြီးကသူ့နာယီအကြောင်းကိုမပြောချင်ပြောချင်နဲ့ဖြည်းဖြည်းချင်းပြောပြတယ်။သူ့နာယီကိုထုတ်လုပ်တဲ့ကုမ္ပဏီနာမည်ကတော်တော်အမှတ်ရအသားရခတ်တယ်။ဆွစ်ဇာလန်ကလောက်တာပဲ။ အဲ့ဒီကုမ္ပဏီကအစင်အလာအတော်ကြီးတာပဲ။나이တန်ဘိုးမေးလိုက်တော့ကိုဖြိုးကြီးကချက်ချင်းမဖြေဘူးသူ့အနေနဲ့အချောင်ရလိုက်တာဖြစ်ကြောင်းပြောပြတယ်။တနေ့သူက나이ဆိုင်တွင်တံတန်းကြီးရှိတဲ့နော်ရထာလမ်းမှာရှောက်ကြည့်နေတော့လူတယောက်ကအဲ့ဒီ나이ကို나이ဆိုင်ဒီဇိုင်းမှာရောင်းဖို့စ조사နေတာတွေ့ရတဲ့။나이ဆိုင်ကလူတွေအဲ့ဒီ나이ကိုတေးသေးချာချာအပြန့်ပြန့်အလန့်လန့်စစ်ဆေးကြည့်ရှုကြတဲ့။ကိုဖြိုးကြီးကလည်း나이ကျွမ်းကျင်သူပဲဆိုတော့ စိတ်ဝင်စားလွန်းလို့ရက်ပြီးကြည်နေတယ်။နောက်တော့နာယီဆရာတွေကလာရောက်နဲ့အဲ့ဒီလူကိုဘလောက်ရကျင်တယ်လဲလို့မေးကြတဲ့။ဘိုလ်လူကသူ့လိုချင်တဲ့ဈေးပြောတော့နာယီဆိုင်ကဆရာတွေကမတန်တဆစစ်ကြတယ်တဲ့။ထုံးစံအတိုင်းအပြစ်အနာစာတွေလည်းထုတ်ပြီးပြောကြတဲ့။ကိုဖြိုးကြီးကတော့ဘာမှမပြောဘဲအသာရက်ကြည့်နေရတာပေါ့။နောက်ဆုံးတော့ခတ်တူတူပဲပြောကြပါစို့။ဈေးမတည့်ကြပဲအဲ့ဒီလူကထွက်သွားတယ်။အဲ့ဒီအခါမှာကိုဖြိုးကြီးက အဲ့ဒီလူနောက်ကိုအตาလိုက်သွားပြီးစောစောကလူတွေထက်ဈေးပိုပေးပြီးဝယ်လိုက်တာတဲ့ကိုဖြိုးကြီးလဲဝယ်ပြီးရောစောစောကနာယီဆရာတွေလိုက်လာကြတဲ့ဒါပေမဲ့အယောင်းဝယ်ကပြီးသွားပြီဆိုတော့သူတို့လဲစိတ်ပြက်လက်ပြက်နဲ့ကိုဖြိုးကြီးကိုတော့သူတို့အယောင်းဝယ်တဲ့ဝင်းရှုပ်တလို့လို့ပြောသွားကြသေးတာတဲ့ကိုဖြိုးကြီးကခတ်မှမှပြန်ဟောက်လိုက်တော့မှလစ်သွားကြတာတဲ့ဒါနဲ့အဲ့ဒီတုန်းကဘလောက်နဲ့ရလိုက်တာလဲလို့ဝိုင်းမိကြတော့၄၂၀၀၀ပေးခဲ့ရတဲ့ အားလုံးဟာကနေဖြစ်သွားကြတယ်။ပူဖြိုးကြီးပြောပြလို့ထပ်ပြီးတီးကြရတာကသူ့အနေနဲ့အ ਨੇ ဆုံးတသိမ်းမရရင်မရောဘူးတဲ့။ခန်းထဲကလူတွေအားလုံးပူဖြိုးကြီးရဲ့နာယီကိုဝိုင်းကြည့်ကြတယ်။ပုံကအတော်ကိုရိုးတယ်။နာယီဒိုင်ခွဲရဲ့ဒီဇိုင်းကလည်းတိတ်ရိုးတာပါ။ဒါပေမဲ့ဒီဇိုင်းကမှင်မောင်းတိတ်ကောင်းတယ်။စင်အတန်းတိတ်ခါအင်တွေရှိတယ်။အဲ့ဒါကတော့တိတိတတကြီးပဲ။ ဒါပေမဲ့အားလုံးကြွားကြကုန်တာကဘာလဲဆိုတော့ကိုဇက်ရဲ့အလွန်ကောင်းပါတယ်ဆိုတဲ့အူမီဂါကြီးနဲ့ကိုဖြိုးကြီးရဲ့တသိန်းလောက်တန်တဲ့နာယီကြီးဟာအချိန်မတူကြဘူး2မိနစ်กว่าနေတယ်အဲ့ဒီမှာပြဿနာမြမဆန်တော်ချိန်နဲ့တိုက်ထားသလားလို့မေးတော့နှစ်ယောက်စလုံးကမြမဆန်တော်ချိန်နဲ့တေးတေးချာချာဂီယူးတဆိုင်တိုက်ထားကြတာဖြစ်ကြောင်းပြောကြတယ်တကယ်တမ်းကျတော့2မိနစ်ဆိုတာတိတ်မများပါဘူးဒါပေမဲ့ဒီနာယီအကောင်းစားကြီးတွေအတွက်တော့ နှစ်မိနစ်ဟာလုံးဝခွင့်မလွတ်နိုင်စရာပဲ။ကိုဇက်ရောကိုဖြိုးကြီးရောမအီမလဲဖြစ်နေကြတာတော့အမှန်ပဲ။သူ့နာယီမှန်တယ်၊ကို့နာယီမှန်တယ်ဆိုပြီးထုံညင်းမှုကလည်းမကောင်းဘူးမဟုတ်လား။ဒါပေမဲ့ဘေးကလူတွေကတော့ပိုင်ရှင်၊ကာယကံရှင်တွေမဟုတ်ကြတော့ဝိုင်းပြီးလောင်ရတယ်။နည်းနည်းလဲဟားကြတယ်။အဲ့ဒီအချိန်မှာစတူဒီယိုပိုင်ရှင်ကိုတော်မီကိုတတိယကြတယ်။ကိုတော်မီမှာလဲ Rollers Barbecue ရဲ့အကောင်းစားတစ်လုံးရှိတယ်လေ။ တယောဆရာကြီးရဟူဒီမနူဟင်ပတ်တဲ့နာယီမျိုးပဲကိုတော်မီကနောက်ဖေးအိမ်မှာရှိနေတယ်ကိုတော်မီနာယီကလည်းခေတဲ့နာယီမှမဟုတ်ပဲကျိုးအကြောင်းပြောပြီးကိုတော်မီကိုတော့ခေါ်တော့ကိုတော်မီကလည်းသူ့နာယီနဲ့ပတ်သက်လာရင်အလွန်ဂုံယူနေခဲ့တဲ့သူမဟုတ်လားရိုးလက်စ်ကြီးကိုကင်ပြီးချက်ချင်းထလိုက်လာတာပဲအဲ့ဗျဒုက္ခပဲသူရောက်လာမှပူဆိုးကုန်ပြီသူ့နာယီကကိုဖြိုးကြီးနာယီနဲ့၃မိနစ်တောင်ကြာနေတယ် ကိုဇက်နာကြီးနဲ့ဆို9မိနစ်တောင်ကြာနေတယ်။နာကြီးကောင်းသားတွေအကြောင်းကိုကောင်းကောင်းသိကြတဲ့ကိုဖြိုးကြီးရဲ့ကိုဇက်ရဲ့ကိုတော်မီရဲ့၃ယောက်စလုံးကခုလိုဖြစ်ရတာလုံးဝအတိတ်ပဲမရှိကြောင်းပြောကြတယ်။အဲ့ဒီမှာတဝါဝါဖြစ်ကြရပြန်တယ်။ကိုဖြိုးကြီးကတော့ပစ္စည်းတင်ခါရလူတင်ခါရဖြစ်တဲ့အကြောင်းလောကမှာအရာရာဟာဖောက်ပြန်တဲ့သဘောရှိကြောင်းပစ္စည်းအကောင်းစားတွေမှန်ပေမဲ့ဖောက်ပြန်တိုင်းမှားနိုင်ယွင်းနိုင်ကြတာပဲလို့ပြောပါတယ်။ ။ဒါပေမဲ့သူတစ်လုံးပဲမှန်ပြီးကြံနှလုံးကသင်္ခါရနေကြတဲ့သဘောလီတန်တော့ပါတယ်လို့ပဲ။အဲ့ဒီမှာတဝါဝါဖြစ်ကြရပြန်တယ်။ဟိုတော်မီကလည်းသူ့နာယီကိုမြမဆန်တော်ချိန်နဲ့တည်တည်ချာချာတိုက်ထားတာပါပဲတဲ့။ကဲခတ်ကုန်ပြီ။အဲ့ဒီအချိန်မှာမီးပြန်လာတယ်။နာယီတွေအကြောင်းပြန်ရက်ကြ။ဖျောင်းနိုင်တွေအကုန်ပြန်ငိမ့်။တကားတွေပြန်ပိတ်။ဒီအေးဆက်ပြန်ဖွင့်။အလုတ်ပြန်စားကြဖို့လုပ်ကြပြန်တယ်။ ခမင်းကားနဲ့ထွက်သွားတဲ့ကိုဝင်းလည်းပြန်လာပြီးဒီလိုဆိုရင်ခဏနေကြအောင်မထူးတော့ဘူးခမင်းစားပြီးမှအလုပ်တစ်ခါလဲဆက်ကြရင်ကောင်းမယ်ဟုတ်တယ်အဲ့ဒါကောင်းတယ်ခမင်းပြင်ခမင်းပြင်အဲ့ဒီအချိန်မှာတယောက်ကစဖောက်လာပြန်တယ်ကိုဝင်းလက်မှာလဲနာယီတလုံးပတ်ထားတာပဲနာယီကတော့အဝေးကမြင်ရင်ကိုတိတာပါလေတော်တော်ချာတဲ့နာယီပါရှင်းနာယီအဟောင်းအညံ့သားပါ အချိန်မေးကြည့်တော့ဝါကနေရည်ကြရပြန်နဲ့တူနာကြီးကကိုတော်မိနာကြီးထက်9မိနစ်နောက်ကြတယ်။ကိုဖြိုးကြီးနာကြီးနဲ့10မိနစ်กว่าတယ်။ကိုဇက်နာကြီးနဲ့10မိနစ်กว่าနေတယ်။ဒါပေမဲ့ကိုဝင်းကလည်းတပြားမှမလျှော့နိုင်ဘူးတဲ့။တူနာကြီးအလွန်မှန်တဲ့အကြောင်းမြမဆန်တော်ချိန်နဲ့တိတိကျကျတိုက်ထားတာဖြစ်ကြောင်းအမဲဂယူးဆိုင်စစ်ဆေးတဲ့အခါမှာလည်းအလွန်မှန်နေတာတွေ့ရကြောင်းရုံုံကြီးကြီးကြီးပြောနေပြန်ပါလေ။ ကဲဘယ်နဲ့လောက်ကြမလဲအလွန်တန်ဖိုးကြီးတဲ့မျိုးအစားသိကောင်းတဲ့နာယီသုံးလုံးကြားမှာအလကားပေးရင်တော့ယူမဲ့လူမရှိတော့တဲ့ဒီနာယီစုပ်ကစွတ်စိန်ခေါ်နေပြီလေကိုဝင်းကသူ့နာယီကအုံးမင်းစိတ်ဖြစ်ကြောင်းဝယ်တဲ့အချိန်ကစတွေ့ရင်သူ့နာယီဟာနှစ်ပေါင်း40ကျော်လာပြီဖြစ်တဲ့အကြောင်းသူ့အဖိုးစီကအမွေရတာဖြစ်ကြောင်းသူ့အဖိုးလက်ထက်ကလေးကအလွန်အချိန်မှန်ခဲ့တဲ့အကြောင်း တနေ့တခါကြီးစေးပြုပြင်တဲ့အတွက်ယခုထက်တိုင်တောင်းတောင်းမြည်နေတာဖြစ်ကြောင်းသူ့နာယီကိုအလကားပေးရင်ယူမဲ့လူမရှိဆိုတာကိုသူသဘောတူကြောင်းဒါပေမဲ့ဂုတုကိုတထောင်လာပေးလဲမရောင်းနိုင်ကြောင်းသူ့နာယီမှာဖောက်ပြန်တဲ့အစိပ်ပိုင်းဆိုလို့နာယီကျိုးပဲရှိကြောင်းခဏခဏပြက်ပြက်သွားလို့အစ်စ်လဲရကြောင်းအရာကလည်းနာယီရဲ့အည်သွင်းနဲ့မပတ်သက်ကြောင်းပါညာနဲ့ခုခံရင်းဆိုပါတယ်။နာယီလေးလုံးမှတလုံးမှမတူကြဘူး။ ဖြစ်နိုင်ခြေကမှန်စရာရှိရင်တစ်လုံးပဲမှန်မယ်။ကြံသုံးလုံးကမှားမယ်လွဲမယ်။ဒါမှမဟုတ်တစ်လုံးမှမမှန်ဘူးဆိုတာလည်းဖြစ်နိုင်တယ်။ဒါပဲ။အဲ့ဒီတော့ဘာမှစကားများမနေကြနဲ့။ညပိုင်းသတင်းလဲလာတော့မယ်။ကက်ဆက်ရေဒီယိုလည်းရှိနေတာပဲ။ရေဒီယိုဖွင့်လိုက်လေ။ဟုတ်တာဗော။လှုပ်လှုပ်။ဘယ်မလဲကက်ဆက်။ဟုတ်ပြီ။ဒီယူခဲ့ဒီယူခဲ့။တခဲရှိလား။ဘာ?တခဲကုန်နေတယ်ဟုတ်လား။ ကိစ္စမရှိဘူးလေလာလာဒီမှာပလက်နဲ့ join လိုက်ဟုတ်ပြီကဲရေဒီယိုဖွင့်ထမင်းတွေကထမင်းစားကျင်ကြရင်အစင်းသင်းဖြစ်ပြီလို့လာပြောတယ်ဘသူမှစိတ်မဝင်စားကြဘူးရေဒီယိုဖွင့်တဲ့နေရာမှာဝိုင်းနေကြတယ်ခဏနေရင်အဖြေကပေါ်တော့မယ်ဘယ်နာကြီးမှန်တာလဲဘယ်နာကြီးတွေကမှားတာလဲဒါမှမဟုတ်လေးလုံးစလုံးလွဲနေသလားအကုန်လွဲနေသည့်တိုင်အောင်ဘယ်နာကြီးကအနည်းဆက်ဆုံးလဲ ဘလိုပဲဖြစ်ဖြစ်တမျိုးမဟုတ်တမျိုးဟာသဖြစ်မှာတော့တေးကြနေပြီအကောင်းစားနာယီကြီးတွေတဲကမှန်နေရင်တော့အကောင်းစားနှလုံးကတော့ဟာသဖြစ်နေအောင်ပါပဲအဆိုးဆုံးကကိုဝင်းနာယီကမှန်နေရင်ဒုက္ခပဲအကောင်းစားနာယီကြီးတွေအတွက်မတွေးဝင်စရာပဲပိုဖြိုးကြီးတို့၃ယောက်ကတော့ကိုဝင်းရဲ့နာယီကိုစရင်နဲ့ထည့်တွက်ကြပုံမရဘူးဒါပေမဲ့ကိုဝင်းကတော့သူ့နာယီကိုယုံကြည်မှုအပြည့်နဲ့ခက်တီတီပဲကဲဖွင့်တော့လေ နေပါဦးအချိန်နည်းနည်းလိုပါသေးတယ်ကိုဇက်နာကြီးနဲ့တောင်လိုနေသေးတာပဲဥစ္စာမဟုတ်ပါဘူးကြိုဖွင့်ထားတော့ဘာဖြစ်လဲအဲ့ဒီမှာရင် ကိုဝင်းကတစကန်းထားတော့တာပဲသူက သူ့နာကြီးကိုသူတိတ်ယုံနေတဲ့အဲ့ဒီတော့အပျော်သဘောနဲ့ငွေတရာကြီးလောင်းမယ်တဲ့သူအနေနဲ့တစကန်ပဲလွဲမယ်မိနစ်အတိအကျမှန်ရမယ်လို့ရေရေကြီးပြောလာတယ်ကိုတော်မီကကိုဖြိုးကြီးကိုကြည့်တယ်ကိုဇက်ကလည်းသူတို့ကိုပြန်ကြည့်တယ် ရေဒီယိုကတော့မဖွင့်ရသေးဘူးဒီကလူတွေကတော့ငိုစားရီစားပဲနိုင်တဲ့လူကငွေ300ရရမယ်အဲ့ဒီငွေကိုအားလုံးစားပြစ်ကြမယ်လို့ဝိုင်းပြောကြတယ်ကိုဝင်းကသူမอยู่ပါဘူးအားလုံးကိုကျွေးပြစ်လိုက်မှာပါပဲတဲ့ကိုဇက်တို့3ယောက်ကကိုဝင်းကိုပြုံးပြီးကြည့်ကြတယ်ကိုဝင်းကလည်းအဲ့လိုအကြည့်ခံရတာကိုပဲမခံနိုင်ဘူးသူ့ဘက်က200ထဲ့မယ်အထိဖြစ်လာတယ် ။ပူဖြိုးကြီးတို့ဆိုတာငွေတရာ200လောက်ကို view ဆိုင်နေကြတဲ့လူတွေမှမဟုတ်ပဲ။ကိုတော်မီကတကယ်လို့ကိုဝင်းနာကြီးသာမှန်နေရင်သူကတသက်ကိုဝင်းကို900ဆုချမယ်လို့ပြောတယ်။အားလုံးကဝိုင်းပြီးလက်ခုပ်တီးကြတယ်။ကိုဝင်းပြောတဲ့အလောင်းစားကိုလည်းသဘောတူလိုက်ကြတယ်။ဥပဒေကအတိအကျမမှန်ရင်တော့အနည်းဆက်ဆုံးမှန်တဲ့လူကအနိုင်အဲ့ဒီမှာပြဿနာတစ်ခုပေါ်လာတယ်။나이နှလုံးအကြာတဝက်စီရောက်နေရင်ဘယ်နဲ့လုပ်မလဲ။ โอเคအဲ့လို့ဆိုရင်နှလုံးမှန်လို့ပဲသဘောထားမယ်ကဲဟုတ်ပြီပြက်ပြီကဲโอเคပဲဗီဒီယိုဖွင်6ကက်ဆက်ခလုတ်ကိုနှိပ်လိုက်တဲ့အခါမှာမိန်ခလုတ်ကြီးကိုပိတ်လိုက်တာကြာနေတာပဲအားလုံးမှောင်ကျသွားတယ်မီးပြက်သွားပြန်ပြီအဲ့ဒီနေ့ညကဖျောင်းနိုင်တွေနဲ့ထမင်းစားကြရတယ်နားစင်ခံစားပေးကြပါတော့အရောက်စီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ။